အားလုံးပဲမင်္ဂလာပါအဲကျောင်းဖွင့်ရာသီရောက်လာပြီဆိုတဲ့အခါကျတော့ကျောင်းသားကျောင်းသူဆရာဆရာမတွေရဲ့မဖြစ်မနေလုပ်ရမယ့်လုပ်ငန်းလေးတစ်ရက်ရှိပါတယ်အဲဒါတော့ကျွန်တော်တို့ကျောင်းနေမှာဒါတာဝန်ကျအသင်းတွေဖွဲ့စည်းတဲ့ကျောင်းကောင်စီပေါ့နော်ကျောင်းကောင်စီမှာအသင်း၅သင်းရှိပါတယ်အသင်း၅သင်းရဲ့အသင်းကောင်းဆောင်တွေအသင်းကိုယ်စားလှယ်တွေအသင်းကောင်းဆောင်ဆရာဆရာမတွေကျောင်းသားကျောင်းသူတွေရွေးချယ်ရတော့မှာပေါ့နော်အဲ့တော့ ចောင်းកောင်းစီလို့ပြောလိုက်တဲ့နေ့တပြိုင်နဲ့ထဲဆရာဆရာမတွေနဲ့ចောင်းသားတွေအားလုံးပါဝင်ပါတယ်ကျောင်းသားတွေနဲ့ကြီးသက်ဆိုင်တာမဟုတ်ပါဘူးအဲ့တော့ကျောင်းကောင်စီမှာဆိုရင်တစ္ဆာဒိဋ္ဌံ၄ချက်ရှိရဲအဲ့ဒီတစ္ဆာဒိဋ္ဌံ၄ချက်ကလည်းကျောင်းသားတွေနဲ့ကြီးသက်ဆိုင်တာမဟုတ်ပါဘူးကျောင်းကောင်စီမှာပါဝင်တဲ့ဆရာဆရာမတွေနဲ့လည်းသက်ဆိုင်ပါတယ်အဲ့တော့ကျောင်းကောင်စီမှာဆိုရင်အသင်၅သင်းရှိတယ်အဲကျောင်းတက်ဖူးတဲ့သူတိုင်းလည်းသိကြတယ်အဲ့တော့ကျောင်းကောင်စီဖွဲ့စည်းတဲ့အခါမှာတော်တော်များများကဒီတိုင်းပဲအလင်းသင်းတယ်လို့ဖွဲ့စည်းလိုက်ကြတဲ့အနေအထားတွေကတော့များတယ်ပေါ့နော် ဲ့တော့ចောင်းកောင်စီဖွဲ့စည်းမယ်ဆိုလို့ရှိရင်ဘယ်လိုဖွဲ့စည်းရမလဲဆိုတဲ့လမ်းညွှန်ချက်တွေရှိပါတယ်အဲ့တော့ចောင်းកောင်စီဖွဲ့စည်းတဲ့အခါမှာလဲမိမိအသင်းရဲ့ခေါင်းဆောင်ကိုရွေးချယ်တဲ့အခါမှာမရွေးချယ်တတ်ဘဲနဲ့အလင်းသိမ်းတယ်လို့ရွေးချယ်လိုက်မယ်ဆိုလို့ရှိရင်အသင်းရဲ့အောင်မြင်မှုစာသင်နေ့တစ်နှစ်တာအတွင်းမှာအသင်းရဲ့အောင်မြင်မှုရရှိနိုင်မှုဟာနေပါပါတယ်အဲ့အဲ့ဒီမှာမှကောင်းဆောင်ကောင်းကိုရွေးချယ်မိခဲ့မယ်ဆိုရင်တော့စာသင်နေ့တနေ့တာလုံးမှာမိမိရဲ့အသင်းအသူများအသင်းထက်တာတဲ့အသင်းတစ်သင်းဖြစ်မှာ ကျင်းနေပါတယ်အဲ့တော့အသင်းတသင်းကိုရွေးချယ်အသင်းတသင်းရဲ့ခေါင်းဆောင်တွေအဆယ်ဆယ်မရပဲဖြစ်ဖြစ်ចောင်းသားပဲဖြစ်ပါတော့အဲခေါင်းအသင်းခေါင်းဆောင်တွေအသင်းကိုယ်စားလှယ်တွေရွေးချယ်တဲ့အခါမှာကျွန်တော်ရွေးချယ်ရမယ့်စံသတ်မှတ်ချက်က၅ချက်ရှိပါတယ်အဲ့တော့ဘယ်လိုတွေရွေးချယ်ရမလဲဘယ်အချက်တွေကိုကြည့်ပြီးရွေးချယ်ရမှာလဲဆိုတော့နံပါတ်1ကစီကံပါနံပါတ်2ကပညာနံပါတ်3စာရိတ္တနံပါတ်4အများရဲ့ချစ်ခင်မှုနံပါတ်5ကအများနဲ့ဆက်ဆံရေးပြည့်ပြည့်မှုဆိုတဲ့အချက်၅ချက်ကိုကြည့်ပြီးတော့ရွေးချယ်ရမှာဖြစ်ပါတယ်အဲအခု ဒီဗီဒီယိုဖိုင်ကကျွန်တော်တို့အဓိကအပြင်တော့ဆက်ဆရာမနဲ့အကြောင်းသားအကြောင်းသူတွေကိုအထူးကြည့်ပေးပါတယ်အဲသို့တော်လည်းအကြောင်းစာသင်ကျောင်းဆိုတာကဒါလူတိုင်းနဲ့ကင်းတဲ့အရာမဟုတ်ပါဘူးဒါကြောင့်မလို့ဒီအားလုံးလည်းသိသင့်ပါတယ်တည်တင်တယ်ကျွန်တော်တို့ခေါင်းဆောင်ကိုရွေးချယ်တဲ့အခါမှာခေါင်းဆောင်ရွေးချယ်မှုမှားသွားခင်ကျွန်တော်တို့အသင်းရသူများအသင်းရနောက်မှာပဲတောက်လျှောက်လိုက်နေရမယ်ခေါင်းဆောင်ရွေးချယ်မှုအမှန်ကန်သွားလို့ရှိရင်တော့ကျွန်တော်တို့အသင်းရသူများရဲ့အသင်းတွေထက်တာလွန်ကောင်းမွန်တဲ့ အဲထက်မြက်တဲ့အတင်းရှေ့ရောက်တဲ့အတင်းတတင်းဖြစ်မှာပေါ့နော်အဲ့တော့စောစောကပြောတဲ့ကျွန်တော်ကျောင်းကောင်စီခေါင်းဆောင်တွေရွေးချယ်တဲ့အခါမှာစံသတ်မှတ်ချက်၅ချက်ကိုကျွန်တော်အဲကြဗျာလေးအဖြစ်ထုတ်လုပ်ထားပါဗျာအဲ့တော့ကြဗျာလေးကဒါကျောင်းသားတွေအလွယ်တကူမှတ်လို့လွယ်အောင်ကျွန်တော်ကြဗျာလေးအဖြစ်ထုတ်လုပ်လိုက်ခြင်းဖြစ်ပါတယ်ဘယ်လိုထုတ်လုပ်ထားသလဲဆိုတော့စီကံပညာဇာရိတအများချစ်ခင်ရ ဆက်ဆံရေးလဲပြေပြည့်တဲ့တို့ရဲ့ခေါင်းဆောင်ကွယ်သူ့ကိုသာဒုံမဲပေးចောင်းកောင်စီကိုយွေးစီကန်းပညာဇာရိတ်တအများချစ်ခင်ကြဆက်ဆံရေးလဲပြေပြည့်တဲ့တို့ရဲ့ခေါင်းဆောင်ကွယ်သူ့ကိုသာဒုံမဲပေးចောင်းកောင်စီကိုយွေးကျွန်တော်ပုံလေးကိုလည်းဒီထဲမှာထည့်ပေးလိုက်ပါမယ်ပုံလေးကိုလည်းအားလုံးပဲ screen shot လေးယူထားလို့ရပါတယ် အားလုံးပဲဒီအကြောင်းနဲ့မကင်းတဲ့အကြောင်းသားအကြောင်းသူတွေဆရာဆရာမတွေအကြောင်းသားမိဘတွေအကြောင်းနဲ့မကင်းတဲ့ပညာရေးကိုစိတ်ဝင်စားတဲ့သူတွေအားလုံးမိမိတို့အကြောင်းတွေမှာအဲလူငယ်တွေကိုကျိုးထောင်တဲ့နေရာမှာအရေးကြီးဆုံးဒါလုပ်ငန်းတစ်ခုဖြစ်တဲ့နော်အကြောင်းကောင်စီအသင်းဖွဲ့စည်းတဲ့အခါမှာအားလုံးသိထားတဲ့ဒီစံသတ်မှတ်ချက်ကလေး အရေးချင်း၅ချက်ကိုចောင်းသားចောင်းသူဆယ်ဆယ်မှာများအားလုံးပြန်လဲအမှတ်ရသိရှိနိုင်မှုအတွက်ကျွန်တော်ပြန်လဲပြီးတော့မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်။ဘယဝိသောကခင်တောင်းတခြင်းတွေပြေဝစွာနဲ့ကကြီးသုံးပါအပေါင်းကျော်လွှားနိုင်ကြပါစေခင်ဗျာ။